ကလည်းဘုံပါပဲမိုးကောင်းနေရပြန်လဲဒီနေ့မနေ့တွေ့ရပင်ချောင်းကြီးပေါ့ဗျာဒီရောက်မှာကျွန်တော်ဝဲပုံစံပေါ့ကျွန်တော်ခုတက်နေရကဘာကိုဒီကလာပြီးတော့ရိုက်တာပါရေဦးတိုက်တာပေါ့ဗျာဒီကဘာကိုချောင်းကြီးကဦးလိုပြစ်သွားနော်ဟိုကိုွေကောက်သွားနော်ရွာဘက်ကိုလုံးမကောက်ဘူးရွာတစ်ဘက်ကိုကတ်သွားတာ ဟာကဘာရအော်ဒီညာမိုးကောင်းကောင်းရွာလိုက်ဟိုရင်နံတွင်းဒီပါရောက်มาရေရချောင်းရတပိတပိပဲ့ပါနေကဘာကိုချောင်းနေရသူ့မြေသူပြန်อยู่ရဲ့တဲ့ဥမာပြကျွန်တော်ဟိုဟိုမီးတိုင်မော်လာဟိုရင်နံတွင်းမီးတိုင်မော်လာဟဲ့မီးတိုင်ရအောင်มาချောင်းလေကောင်းကိုရောက်သွားပါကြီး ပြန်ယူมาပဲအဲ့တော့ချောင်းပြင်တော်တော်ကျဲသွားပြီဒီနားတော့ဝိုက်အရင်တော့ဒါကြီးကညီစကုံကြီးဗျဒီညဟိုညတိုင်းရွာလိုက်ရင်ကျွန်တော်ဟိုမှာရင်နာတွင်းငကုံနေရာအထိချောင်းရရောက်တော့အဓိကဒီကနရားပင်နေခန်းနေလို့ကနရားပင်နေမရှိရင်ချောင်းပြင်တော်တော်ကျဲသွားမှာအားရကုန်ပါအဲ့အဲ့တော့ကနရားပင်နေမရှိရင်ပါရလေ မနေ့တော့အကန်လုံးပြေလို့ပြောရပြအခုကကျွန်တော်တို့လာရိုက်တယ်ချန်နဲ့ဟိုပါပြနောက်ကျသွားဒီဘက်ကကျွန်တော်အိုင်ရွာတဲ့အိုင်ကြီးတော့ရွာလေးရွာအိမ်ဝိုင်းဝိုင်းထားရဲ့ဟိုမှာငုတ်တိုင်လေးဟာဟိုမှာစားနေစားနေကျောင်းကျောင်းကပိုက်တော်ပဲကျွန်တော်ကရက်နေရနေရပါဖြစ်ပြီနော်ဒါကပိုင်မြည်ဒါကပိုင်မြည်ကြီးတော့ ရင်နံတွင်းမိတိုင်းတွေကအလဲကောင်ရောက်ပြီနဲ့။အိုးအုံအုံနဲ့တော့မှကဘာကြီးဖဲ့စားနေတာအကုန်ပါမာမဲ့အဲရ။ပါပါမဲ့။ဒီညဆက်ပြီးရွာလိုက်ရင်ချောင်းမင်တော်ကျဲသွားပြီ။သာတို့ဘယ်လောက်ဒီစားသွားရင်နော်ပေ၄၀လောက်ဒီစားသွားရင်နော်ပေ၄၀မကလောက်ဘူးဟုတ်ကဲ့အင်း ပင်ချောင်းရေတဲ့ဟာဟာတုံခံတော့လို့မတို့တော့စားပြီဟုတ်ဟိတ်သားရဲ့ထက်ကလားဟိတ်သားရဲ့ထက်ကနေရအဲအဲ့တော့အဲ့တော့ငါတော့ခံလို့မဖြစ်ပါဘူးအကနရောရေကုံပေါင်းချောင်းရေလာပြလိုက်မှာအေးရောကနရောရေပျောက်ပြီးချောင်းပင်ပြန်ပြီးဒါပေမဲ့ချောင်းတို့ရိုးတို့ကသူ့နေရာသူပြန်ယူပါပါသဘာဝတရားကြီးက ဟမ်ကိုတော့လာလူရလာဒီကောင်ခိုင်းအောင်ဟုတ်ဟုတ်တယ်ပါပါအဒီညာဆက်ရွာရင်ကရားပင်ပါရင်ရန်တွင်းတီရောက်တယ်နော်ဒီညာညာဝန်တိုင်းလို့ရွာရင်လေရှီယာကနရတော်လေးရခန်းနေလို့မဟုတ်ဘာတော့ညာရမ်းနားတော့ဒီကြီးလေး နမ်မောက်မှာနှစ်60အတွင်းဆိုးရွားဆုံးရည်ကြီးမှုဖြစ်ပွားနေပြီးမိသားစု6ယောက်ရည်စီးနဲ့မျိုးပါတည်ဆုံးခဲ့ရမကွေးတိုင်းနမ်မောက်မြို့နယ်မှာမိုးများပြီးစေကျိုးသွားတဲ့အတွက်နှစ်ပေါင်း60အတွင်းအဆိုးရွားဆုံးသောရည်ကြီးမှုဖြစ်ပွားနေပြီးနေအိမ်ချို့ရည်စီးနဲ့မျိုးပါကမိသားစုလိုက်6ယောက်စလုံးတည်ဆုံးတဲ့အထိရှိနေတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ နမောင်မျိုးပေါ်ရက်ွက်တွေအပါအဝင်လေးအိမ်ရွာမဲဇလီပင်ရွာစတဲ့နမောင်ရင်းချောင်းတလျှောက်ရှိအနေပိုင်းနေရာတွေအားလုံးမှာရေကြီးနေမျိုးမှုဖြစ်ပွားနေတာဖြစ်ပြီးမိသားစုလိုက်တေဆုံးမှုကတော့မဲဇလီပင်ရွာမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။မဲဇလီပင်ရွာနားမှာရှိတဲ့ အောင်မန်းကျုံးဆယ်ကြိုးကြခဲ့တာကြောင့်ဆယ်ရီရီစီစဉ်ပြီးဒီနေ့စက်တင်ဘာ28ရက်နေ့မနက်အစောနှစ်နာရီကျော်လောက်မှာမဲဇလီပင်ချောင်းဘေးရှိနေအိမ်နှလုံးရည်ထဲမျောပါကမိသားစု6ယောက်စလုံးရင်းနှီးမြုပ်တေဆုံးခဲ့ရတာဖြစ်တယ်လို့မဲဇလီပင်ရွာမှဆရာတော်အရှင်ကန္နမာကမိန့်ပါတယ်။ရည်ထဲပါသွားတာခုနှစ်ယောက်ကိုတကားတယောက်က တကိုင်းဆွဲထားတော့အသက်ရှင်နေကျန်တဲ့မိသားစု6ယောက်လုံးကအသေးပြောက်ပါပဲအခုရှာနေတာတွေ့ပြီလို့ပြောတယ်။ သေးတဲ့အထဲကလေးတယောက်ပါတယ်။စေလေကနေကိုကြိုးကြတာလို့သိရတယ်။ခုလိုမတွေ့ဘူးသေးဘူး။တခါမှမဖြစ်ဘူးဘူး။ဆယ်နဲ့ရွာက တမိုင်ကြော်ကြော်လောက်ပဲဝေးတယ်လို့ဆရာတော်ကမိန့်ပါတယ်။နမောင်မျိုးပေါ်မှာဆိုရင်လဲဈေးရက်ကွက်နဲ့အောင်ဆန်းရက်ကွက်တွေမှာလူတရက်နေပါအထိရင်းနှီးမြုပ်နေတာကြောင့်ဒေသလူမှုကူညီရေးအသင်းတွေနဲ့မိတက်တက်ဖွဲ့ကအရေးပေါ်ကူညီရွှေ့ပြောင်းမှုတွေလုပ်ပေးနေတယ်လို့သိရပါတယ်။